မင်္ဂလာပါခင်ဗျာဒီတစ်ခါတော့ပြည်သက်တဲ့သိချင်းဆုံးဖြစ်နေတဲ့သတင်းအကြောင်းအရာတစ်ခုကိုပြောပြချင်ပါတယ်ဘာဖြစ်လို့လဲဆိုတော့အဲ့ဒီသတင်းနဲ့ပတ်သက်လို့ပြည်သက်တွေကမေးခွန်းတွေဆက်တိုက်မေးကြတယ်ဒီ live flow နဲ့အနေထားမှာလည်းအဲ့ဒီပွဲအနေထားကဘယ်လိုဖြစ်သွားပြီလဲဆိုတဲ့ပုံစံမျိုးတွေနဲ့မေးခွန်းထုတ်ခဲ့ကြလွန်းလို့ကျွန်တော်ကတင်ဆက်ပေးတာဖြစ်ပါတယ်ခင်ဗျာပြည်သက်များခင်ဗျာအီလီယာတိုဘူရီယာရဲ့ပွဲအကြောင်းနဲ့ပတ်သက်လို့ဥက္ကဋ္ဌကြီးဒေနာဝိုက်ကိုတိုင်ကထုတ်ပြောလာပါပြီ။ ီမနက်မှာကျင်းပသွားခဲ့တဲ့ UFC 350ပြိုင်ပွဲရဲ့အကျိုးသတင်းစာရှင်းလင်းပွဲမှာသတင်းထောက်တွေက International Fight Week ကာလမှာကျင်းပမဲ့ UFC 370ပြိုင်ပွဲနဲ့ပတ်သက်လို့အီလီယာတိုဘူရီယာကဗေပြိုင်ပွဲနဲ့ထိုးမှလဲဆိုပြီးမေးခွန်းတွေထုတ်ခဲ့ကြပါတယ်အဲ့မေကွန်းနေနဲ့ပတ်သက်လို့ဥက္ခရာကြီးဒေနာဝိုက်ကလက်ရှိထွက်ပေါ်နေတဲ့သတင်းတွေမှန်ကန်တဲ့အကြောင်းတီးပြသွားတာပါ တဘောကလက်ရှိထွက်ပေါ်နေတဲ့သတင်းတွေအရအီလီယာတိုပူရီယာဟာအဲ့ဒီပြိုင်ပွဲမှာမာကာရှက်တို့မဟုတ်ချားစ်အိုလီဗယ်ရာနဲ့ထိုးသက်မယ်ဆိုပြီးဖော်ပြနေကြတာဖြစ်ပါတယ်။အဲ့ဒီအနေထားကမကြခင်ကျင်းပတော့မယ့် UFC 350ပြိုင်ပွဲရဲ့ကံပွဲရလက်ပေါ်မှာမူတည်နေပါတယ်။ဘာဖြစ်လို့လဲဆိုတော့လက်ရှိ Lightweight Champion မာကာရှက်ကဝေဒဝိတ်တန်းကိုတက်ပြီးထိုးကျင်နေတာပါ။ဝဲလာဝိတ်တန်းချန်ပီယံဘီလာမူဟာမက်နဲ့မာကာရှက်တို့ဟာရန်ကိုယင်းနေတဲ့ဆက်ဆံရေးတွေရှိတော့သူတို့ကထိတ်တိုက်တွေ့ကြတာမဟုတ်ပါဘူး။ ဒါကြောင့်မို့မာကာရှက်က UFC 350ပြိုင်ပွဲရလက်အပေါ်မူတည်ပြီးဝက်လက်ခံမဲလို့တုံ့ပြန်ထားပုံရပါတယ်။အဲ့ဒီတော့အခင်းကျင်းကဒီလိုဖြစ်လာပါပြီ။တကယ်လို့များဒီတစ်ပတ်မှာကျင်းပမဲ့ဝက်သားဝိတ်ချန်ပီယံကပ်စင်ခေါ်ပွဲမှာဘီလာမူဟာမက်ကသူ့ရဲ့ချန်ပီယံကပ်ကိုကာကွယ်ထိုးသက်နိုင်ခဲ့တယ်ဆိုရင်တော့အစ္စလာမာကာရှက်ဟာတိုဘူရီယာကိုလက်ခံထိုးပေးတော့မှာပါ။ဂျက်မရာလီနာကချန်ပီယံတစ်ဖြစ်လာတဲ့ဆိုရင်တော့အစ္စလာမာကာရှက်ကဝက်သားဝိတ်တန်းကိုတက်ပြီးထိုးမှာဖြစ်ပါတယ်။ အဲ့ဒီတော့ International Fight Week ကာလမှာကျင်းပမဲ့ UFC 370ပြိုင်ပွဲက Ilya Topuria နဲ့ Charles Oliveira ပုံစံမျိုးဖြစ်သွားမှာပါလက်ရှိအခင်းကျင်းရတော့ UFC 350ပြိုင်ပွဲရဲ့ခေါင်းပွဲပေါ်မူတည်ပြီးတိုပူရီယာနဲ့မာကာရှက်တွေ့မှာလားတိုပူရီယာနဲ့ Charles Oliveira တွေ့မှာလားဆိုတာစောင့်ကြည့်ရတော့မှာဖြစ်ပါတယ်။ဒီနေ့တွင်နေ့မနက်ပိုင်းမှာအဖြေပေါ်တော့မယ်လို့ပြောလို့ရပါပြီ။ဒီ UFC 370ပြိုင်ပွဲကိုလာမယ့်ဂျွန်လကုန်ပိုင်းဂျွန်လ29ရက်နေ့မှာကျင်းပသွားမှာဖြစ်ပါတယ်။ ဆက်လက်ပြီးပြောပြမယ့်အချက်ကကဘာကျော် promotion ကြီး UFC နဲ့အခြားကဘာကျော် promotion တွေအကြကွာခြားချက်ဖြစ်ပါတယ်။ UFC ဟာလုံးဝပြိုင်ပကင်ဒိတ်ဒိတ်ကျဲ promotion မျိုးဆိုတာပြည်သက်တိုင်းကလက်ခံထားကြပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကတော့ဒီ2025ခုနှစ်အတွက်ပထမ3လသာကာလဗန်နာရီရှင်နန်းကိုထုတ်ပြန်ကြေညာလိုက်ပါတယ်။ပထမဒုံလာတာကာလအတွင်းမှာသူတို့ရဲ့စုစုပေါင်းဝင်ငွေကဒေါ်လာတန်360ဝန်းကျင်အထိရှိတယ်လို့ဆိုပါတယ် မနေ့ကအနေထားနဲ့တွဲကြည့်လိုက်မယ်ဆိုရင်ဝင်ငွေပိုင်းအားဖြင့်15ရာခိုင်နှုန်းအထိတိုးတက်လာတယ်လို့ဖော်ပြသွားခဲ့ပါတယ်တချိန်ထဲမှာအခြားကဘာကျော် promotion တွေကတော့ UFC ကိုရှင်နိုင်ဖို့မပြောနဲ့ဘန်နာရေးပိုင်းတွေမှာအကြက်တွဲတွေနဲ့ရင်ဆိုင်နေရပါပြီ။ One Championship ကလည်းဘန်နာရေးအကြက်တစ်ခုနဲ့ရင်ဆိုင်နေရတဲ့ဆိုတဲ့အကြောင်းကိုပြည်သက်တွေကိုရှေ့ပိုင်းနှောင်းကပြောပြထားပြီးပါပြီ။ခုနောက်ပိုင်းတည်းမှာထွက်လာတဲ့ promotion ကတော့ PFL ဖြစ်ပါတယ်။ BFA ကလည်းသူတို့စီကနာမည်ကြီး fighter အများစုကိုဝယ်ပေးနိုင်ခြင်းမရှိလို့ fighter အများစုကမေးခွန်းထုတ်ခံရလျက်ရှိပါတယ်ဟုတ်တယ်နေကတော့အာဖရိကကိုပထမဆုံးသွားရောက်ကျင်းပမဲ့ပြိုင်ပွဲကိုတရယဝင်ချပြလိုက်ပါတယ်။တစ်ချိန်တည်းမှာပဲပြည်သက်မှာကျင်းပမဲ့ပြိုင်ပွဲကိုလက်ရွှေ့ဆိုင်းလိုက်တဲ့အကြောင်းကိုကြေညာပြန်ပါတယ်။အဲလိုကြေညာတဲ့နေရာမှာပြည်သက်တွေကကွန်မန့်ရေးသားမှတ်ချက်ပေးမှဆိုလို့ကွန်မန့်ဆက်ရှင်ကိုတောင်းပိတ်ပြီးကြေညာခဲ့ရတာပါ။ ဒီနေသားကိုကြည့်ရင် UFC နဲ့အခြား promotion တွေအကြားဘလောက်ထိကွာဟနေလဲဆိုတာသိတာနေပါတယ်ထပ်ပြောရရင်ဘယ်ရမှာကျင်းပမဲ့ပြိုင်ပွဲကိုရွှေ့ဆိုင်းလိုက်ရပြီဖြစ်တဲ့အတွက် United အသင်းကောင်းဆောင်ဟာ Patrick Ibra ပါဝင်ထိုးသက်မဲ့ပွဲကလည်းပြက်ပြက်သွားပြီလို့ဆိုနိုင်ပါတယ်။ Ibra ဟာမူလတုန်းကဒီပြိုင်ပွဲမှာဝင်ရောက်ထိုးသက်ဖို့အတွက်ပြင်မှတ်ထားပြီးလေ့ကျင့်ခန်းတွေလှုပ်ဆောင်နေခဲ့တာပါ။သူက Louis Suarez ကိုတောင်းလှမ်းပြီးစိန်ခေါ်စကားတွေဆိုခဲ့သေးတာဖြစ်ပါတယ်။ ဆက်လက်ပြီးဝမ်ချမ်ပီယံရှစ်ကပြောင်းလဲလာတဲ့အခင်းကျင်းတချို့ကိုလည်းထပ်ပြီးပြောပြခြင်းနေပါတယ်ဝမ်ချမ်ပီယံရှစ်ဟာအမေရိကစီးကွက်နဲ့ပတ်သက်လို့ခြေလှမ်းတွေနောက်ဆုံးနေပြီဖြစ်တဲ့အကြောင်းကိုပြီးခဲ့တဲ့ရက်ပိုင်းတုန်းကကျွန်တော်ကတင်ဆက်ခဲ့ပြီးပါပြီ။ဒါအပြင်ဝမ်ဖိုင်နိုက်ပြိုင်ပွဲအခင်းကျင်းတွေကလည်းဘယ်လိုပုံစံမျိုးဖြစ်လာတဲ့ဆိုတာမနေ့ကဆွဲထုတ် တင်ပြခဲ့ပြီးပြီဖြစ်ပါတယ်။မနေ့ညနောက်ပိုင်းကတော့ထူးခြားတဲ့သတင်းတစ်ပုဒ်ကိုထပ်ပြီးကြီးညာလိုက်ပြန်ပါတယ်။ အဲ့ဒါကတော့1172ပြိုင်ပွဲတုန်းကမာရက်ခရီဂိုရီယန်နဲ့ထိုးသက်ဖို့စီစဉ်ခဲ့ပြီးပြဿနာပေါင်းများစွာနဲ့ပွဲပြက်ခဲ့ရတဲ့ကိုင်တိုကိုနောက်ထပ်ဖိုက်တာတစ်ယောက်နဲ့ပွဲတဲပေးလိုက်တာပါကိုင်တိုနဲ့ပွဲတဲပေးလိုက်တဲ့ဖိုက်တာကစီယာဆာရာနီဖြစ်ပါတယ်ပူပီးထူးခြားနေတာကဒီပွဲကိုမေလ23ရက်နေ့မှာကျင်းပမဲ့1 5 5 109ပြိုင်ပွဲမှာထည့်သွင်းလိုက်တာပါတကယ်ဆိုရင်ကိုင်တိုရဲ့အနေထားမျိုးနဲ့1 5 5ပြိုင်ပွဲမျိုးမှာထိုးသက်စရာအကြောင်းရင်းကိုမရှိပါဘူး ဘာဖြစ်လို့လဲဆိုတော့ one championship ကကျင်းပတဲ့ပြိုင်ပွဲအမျိုးအစားတွေကိုကြည့်လိုက်မယ်ဆိုရင် one fairy fight ပြိုင်ပွဲတွေက entry level အဆင့်မှဖြစ်ပါတယ်။ Kaido ဆိုတာဂျပန်မှာနာမည်တစ်လုံးနဲ့ championship တွေတိမ့်ပိုက်ခဲ့သူပါ။1 fight 109ပြန်ပွဲအခင်းကျင်းကိုထပ်ပြီးကြည့်လိုက်မယ်ဆိုရင်လည်းနောက်ထပ်ဂျပန်နာမည်ကြီး fighter တစ်ယောက်ဖြစ်တဲ့ယူဆာရဲ့တွဲဆိုင်ကိုလည်းထည့်သွင်းထားပါဗျ။ယူဆာကလည်းဂျပန်မှာချန်ပီယံဖြစ်တဲ့အောင်မြင်မှုတွေရယူခဲ့သူပါ။ ကျွန်တော်ပြောချင်တဲ့အချက်ကဂျပန်ကနာမည်ကြီး fighter တွေကိုတောင်း1 fight 5ပြိုင်ပွဲတွေမှာထည့်သွင်းလာနေပါပြီဖြစ်နိုင်ချေအရှိဆုံးနဲ့အနည်းဆက်ဆုံးသုံးသက်ချက်ကိုပြောရမယ်ဆိုရင်တော့ဒီ fighter တွေရဲ့ dress sign တွေကို1 fight 9ပြိုင်ပွဲတွေမှာထည့်သွင်းလိုက်မယ်ဆိုရင်1 fight 9ပြိုင်ပွဲတွေကအမေရိကန်စံတော်ချိန်နဲ့ကျင်းပတာဖြစ်နေပါတယ်အဲ့ဒီတော့ဂျပန်ကပြည်သက်တွေအနေနဲ့ကြည်ရတာလွယ်ကူမှာမဟုတ်ပါဘူးဒါကြောင့်မလို့အာရှစံတော်ချိန်နဲ့တိုက်ပြီးကျင်းပတဲ့135ပြိုင်ပွဲတွေမှာထည့်သွင်းလိုက်တာလို့ဆိုကြည့်ကြပါတယ် ။တနည်းဆိုရရင်အမေရိကဈေးကွက်ကိုနောက်ဆုတ်ပြီးအာရှဈေးကွက်ကိုပို့ပြီးအာယူလာတယ်လို့ဆိုနိုင်ပါတယ်။ကျွန်တော်ကတော့အဲ့လိုပုံစံမျိုးပဲမြင်ပါတယ်။ထက်ပြီးပေါင်းထည့်ရရင်135 109ပြိုင်ပွဲမှာဂျပန်ကနာမည်ကြီး fighter နှစ်ယောက်ရဲ့တွဲဆိုင်ကိုထည့်သွင်းထားပါပြီ။ကနဦးချပြလိုက်တဲ့တွဲဆိုင်တွေကဒီတွဲဆိုင်တွေဆိုတော့တေချာပေါက်ဒီပြိုင်ပွဲကဂျပန်ကနာမည်ကြီးဖိုက်တာတွေနဲ့နိုင်ငံတကာကဖိုက်တာတွေအပြိုင်ချမဲ့ပွဲစဉ်မျိုးဖြစ်ပွဲရှိပါတယ်။ ဒါကြောင့်မို့တောက်ကြန်နေညဘန်ကောက်မှာကျင်းပတဲ့ပြိုင်ပွဲမျိုးမှာဂျပန်ကနမကြီးဖိုက်တာတွေကိုတစုတစီနဲ့မြင်ရပွဲရှိတယ်လို့ကြိုပြီးခန့်မှန်းထားကြပါတယ်။ဆလဘီ UFC ကပွဲဖြစ်သွားတဲ့တွဲဆိုင်တွေအကြောင်းကိုပြောပြခြင်းပါတယ်။ရင်းစုံအင်းနဲ့ Joshua Ben Bowen ထုတ်သက်နေတဲ့ Flyweight တန်းကတွဲဆိုင်တွေအကြောင်းကိုဦးစားပေးပြောပြခြင်းပါတယ်။ Gigle FC မှာ legend နေတဲ့ MRPF က UFC fighter ဘောကကလကအဖွင့်လှပနေတဲ့ Timiro နဲ့ပွဲဖြစ်သွားပါပြီ။ အမပါရဖာနောက်ဆုံးကစားခဲ့တဲ့ပွဲမှာမာနကတ်ကိုရှုံးပေးထားရသူပါဒီမီရော့ဖ်ကတော့ဂျိုရှွာဘန်ကိုအနိုင်ယူထားတဲ့ချားချွန်စင်ကိုပူပူနွေ့နွေ့အနိုင်ယူပြထားသူဖြစ်ပါတယ် UFC ကဒီဖိုက်တာမျိုးကိုပွဲတယ်ပြီးဇူလိုင်လ26ရက်နေ့အဘူဒါဘီမှာကျင်းပမဲ့ပြိုင်ပွဲမှာထည့်သွင်းလိုက်ပါတယ်။နောက်ထပ်ပွဲဖြစ်သွားတဲ့ Flyweight တန်ပွဲစဉ်တစ်ပွဲကတော့ Joshua Ben အနိုင်ယူထားတဲ့ Brazil Fighter Philippe Bunner ရဲ့ပွဲဖြစ်ပါတယ်။ သူကလည်းတနိုင်ငံတွေတော့ပြိုင်ပွဲဖြစ်တဲ့အန်ဒရီလီမာနဲ့ပွဲဖြစ်သွားပါတယ်။ဒီတွဲဆိုင်ကတော့ဩဂုတ်လ2ရက်နေ့မှာကျင်းပမယ့် UFC Fight Night ပြိုင်ပွဲမှာပါဝင်လာမှာပါ။ဒီစတဲ့မှာပဲဂျပန်ဖိုက်တာတက်ဆူရိုတိုင်ပါကမကြခင်သူ့ရဲ့ထိုးပွဲဆိုင်ရာသတင်းထွက်ပေါ်လာတော့မယ်ဆိုပြီးအသိပေးလိုက်ပါပြီ။တိုင်ပါကလည်းချက်မြန်လောင်းအဖြစ်သတ်မှတ်ခံထားရတဲ့ဖိုက်တာပါ။ပရိုမိုးရှင်းဘက်ကသူ့ကိုဘလို့ပြင်ပမျိုးနဲ့ပွဲတက်ပေးလဲဆိုတာစောင့်ကြည့်ရတော့မှဖြစ်ပါတယ်။ ။နောက်ထပ်ပွဲဖြစ်သွားတဲ့တွဲဆိုင်တွေကတော့ Middleweight တန်းကောင်းဆန်အောက်ကတွဲဆိုင်တွေဖြစ်ပါတယ်။ Online ဆိုင်ရဲ့ Legend Boy Brandon Allen က Marvin Vettori နဲ့ပွဲဖြစ်သွားပါပြီ။ဒီ Fighter ညဟာပွဲတွေမှာရန်ဖြစ်ခဲ့ကြဘူးတဲ့မှတ်တမ်းရှိပါတယ်။ UFC ကအဲ့ဒီလိုရန်ညိုးရန်စရှိလို့ကိုဒီတွဲဆိုင်ကိုအကောင့်ထဲပေါ်လာအောင်လှုပ်ဆောင်သွားတယ်လို့ဆိုကြည်ကျင်ပါတယ်။နောက်ထပ်ပေါ်ပေါက်လာတဲ့တွဲဆိုင်ကလည်း Online ဆိုင်ရဲ့ Legend Boy ဖြစ်တဲ့ Grigory Rodriguez ရဲ့တွဲဆိုင်ဖြစ်ပါတယ်။ သူကတော့ Jack Harmanson နဲ့ပွဲဖြစ်ပြီး International Fight Week ကာလမှာကျင်းပမယ် UFC 370ပြိုင်ပွဲမှာပါဝင်လာမယ်လို့သိရပါတယ်။ဆလဘီမြင့်တက်တဲ့တည်ချင်နေချတဲ့သတင်းတစ်ပုဒ်ကိုပြောပြချင်ပါတယ်။အဲ့ဒါကတော့တင်းခါဘီအဖွဲ့ဝင်ဖိုက်တာတယောက်ဖြစ်တဲ့ဆာဂီအီဂါဇာခမိုင်းယက်ဖ်ရဲ့အကြောင်းဖြစ်ပါတယ်။ဝမ်ချန်ပီယံရှစ်နဲ့လန်ခွဲပြီးကြတဲ့ကဒီဖိုက်တာအနေနဲ့ပရိုမိုးရှင်းအကြီးကြီးတစ်ခုကိုရောက်ရှိလိမ့်မယ်လို့ပြည်သက်တွေကလည်းမျှော်လင့်ခဲ့ကြတာပါ။ ။ဘာဖြစ်လို့လဲဆိုတော့ဝမ်ချန်ပီယံရှစ်မှာဆက်နေရင်တောင်ချန်ပီယံဖြစ်နိုင်တဲ့စွမ်းဆောင်ရည်မျိုးတွေသူကစက်တိုက်ချပြခဲ့တာဖြစ်ပါတယ်။မနေ့ကတော့သူဟာဒေနာဝိုက်ကော်နာနာစီးရီးပြိုင်ပွဲမှာဝင်ရောက်ထိုးသက်မဲ့ဆိုပြီးသတင်းတွေထွက်ပေါ်ခဲ့ပါတယ်။သို့တော်လည်းဒဏ်ရာပြဿနာကြောင့်အကောင့်ထဲပေါ်လာခြင်းမရှိပါဘူး။ပြီးခဲ့တဲ့အပတ်ကကျင်းပသွားတဲ့ Cardiff Combat 54ပြိုင်ပွဲမှာတော့သူက grappling ပွဲကစားပြီးပြိုင်ပွဲဖြစ်သူကိုချုပ်ကွက်နဲ့အနိုင်ယူပြခဲ့ပါတယ်။ လက်ရှိမှာတော့သူဟာဒူဘိုင်းခြေစိုက်ပရိုမိုရှင်းတစ်ခုမှာ MMA ပွဲပြန်လဲထိုးသက်တော့မှာပါဒီပွဲစဉ်ကဝမ်ချန်ပီယံရှစ်နဲ့လန်ခွဲပြီးနောက်ပိုင်းပထမဆုံးတက္ကသိုလ်တွင်ပြန်လဲဝင်ရောက်လာတဲ့ပွဲမျိုးဖြစ်ပါတယ်နောက်ဆုံးအနေနဲ့အွန်လိုင်းဆန်းရဲ့ပြိုင်ပွဲဟောင်းဖိုက်တာတယောက်အကြောင်းကိုပြောပြခြင်းပါတယ်မြင့်တက်တဲ့အနေနဲ့ပီတလီဘေဒက်ကိုမှတ်မိချအောင်မှာပါသူဟာဒီတစ်ပတ်မှာကျင်းပမဲ့ ACA 186ပြိုင်ပွဲမှာပါဝင် ထိုးသက်သွားမှာဖြစ်ပါတယ် သူနဲ့တွေ့ဆုံနေတဲ့ fighter ကလည်း Asian Russia fighter ဖြစ်ပြီး Esther Kovlov သိရပါတယ်။ Peter Shah နောက်ဆုံးကစားခဲ့တဲ့နှစ်ပွဲစတိုက်ရှုံးပွဲတွေကြုံထားသူဖြစ်လို့ဒီပွဲမှာလည်းဘလို့ရလက်တွေစွမ်းဆောင်ပြအောင်မလဲဆိုတာစောင့်ကြည့်နားဆွန့်ထားလိုက်ကြရအောင်ဗျာ။လာမယ့်နေ့ဒီမှာလဲ MMA လောကကထူးခြားတဲ့အကြောင်းအရာတွေကိုဆက်ပြီးတင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော်တို့ရဲ့ channel ကို notification ယူထားကြပါအောင်ခင်ဗျာ။